အလင်းနဲ့ပေါင်းတပေါင်းခွဲလောက်ဝေးကွာတဲ့နေရာမှာနက္ခတ္တဗေဒပညာရှင်တွေဟာ SGR 0501 +4516 လို့ခေါ်တဲ့ရှားပါတဲ့စကြဝဠာဖြစ်ရတဲ့ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါကိုတော့သူတို့ကဖုတ်ကောင်ကျဲလို့တင်စန်းခေါ်ဝေါ်ကြပါတယ်။ဒီမက်ဂနက်တလူခေါ်တဲ့ကျဲဟာတချိန်ကကြီးမားခဲ့တဲ့ကျဲတစ်စင်းရတိတ်သေးတဲ့အကျဉ်းကြံတစ်ခုပဲဖြစ်ပါတယ်။အခုလက်ရှိမှာတော့သူက တနာယီမိုင်မောင်း တသိန်းတထောင်ကျော်အရှိန်နဲ့ငကာငွေတန်း Galaxy တစ်ချောင်းကိုပြေးလွှားနေတာပါဒီကျဲကိုတကယ်ကိုထူးခြားစေတာကသူ့ရဲ့မူလဇက်မြစ်ပါပဲဘာဖြစ်လို့လဲဆိုတော့တိုက်ဖန်ပညာရှင်တွေကဒါဟာတကယ်တော့တေဆုံးပြီးသားလို့ယူဆရတဲ့ White Dwarf ကျဲတစ်စင်းကနေပြန်လည်မွေးဖွားလာတာဖြစ်နိုင်တယ်လို့ယုံကြည်နေကြလို့ပါပဲ။ NASA ရဲ့ Hubble Agatha Telescope နဲ့ ESA ရဲ့ Gaia Mission တို့ကနေရရှိတဲ့အချက်အလက်တွေကိုသုံးပြီးတော့ဒီ Magneta ရဲ့စွမ်းရင်ထုတ်လွှတ်မှုရဲ့ရွေ့လျားမှုရဲ့ဟာပုံမှန်ပုံစံတွေနဲ့လုံးဝမကိုက်ညီဘူးဆိုတာတွေ့ရှိခဲ့ကြပါတယ်။သူ့ရဲ့တန်လိုက်ဆက်ကွင်းကိုကြည့်မယ်ဆိုရင်တော့ကဘာမြေရဲ့တန်လိုက်ဆက်ကွင်းထက်ကိုအစ100 trillion အထိပိုပြီးတော့အားကောင်းပါတယ်။အဲ့ဒီတော့ကျွန်တော်တို့နဲ့အနီးအနားမှာဒါရှိခဲ့မယ်ဆိုရင်ဝေးကွာတဲ့နေရာတွေကနေတောင် electronic ပစ္စည်းတွေကိုဖျက်ဆီးပစ်နိုင်လောက်တဲ့အစွမ်းရှိပါတယ်။ဒီတွေ့ရှိမှုဟာကျယ်ရဲစင်ခဲပြောင်းလဲမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့သိထားသမျှကိုတကယ်ပဲစိန်ခေါ်လိုက်တာပါပဲဖြစ်ပါတယ်။ဒါဟာစัจဝလာဆန်ရအခြေအနေအချို့အောက်မှာကျယ်ရီဟာတေဆုံးပြီးနောက်မှာတောင်မှပြန်လဲလောင်ကျွမ်းလိုက်တယ်ဆိုတာကိုပြသနေတာပါ။ဒါအပြင်စัจဝလာကြီးဟာကျွန်တော်တို့ရဲ့နားလည်နိုင်စွမ်းသက်ကိုကြော်လွတ်နဲ့ အမကန်ရှုတ်ဝတ်ချတွေကိုဆက်လက်ဖုံးကွယ်ထားစေပဲဆိုတာကိုတတိပေးလိုက်ချက်လည်းထပ်ပါတယ်